ားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်ကျမတို့ဒီနေ့ကတော့ uh psychology classes ကပေါ့နော်အလူမီနီချစ်ချက်ပေါ့နော်ကျမတို့ level 1 2 3ပေါ့အကြောင်းသားတွေအားလုံးပေါင်းပြီးတော့ကျမတို့စကားလေးတွေပြောကြမယ်အဲကိုယ့်ရဲ့ experience လေးတွေကိုဘာလေးတွေရခဲ့လေဒီတောက်ရှာပေါ့နော်ကိုစပြီးတော့အာဒီ psychology လမ်းကြောင်းဝင်လာတယ်ဆိုတော့အချိန်အားနေစပြီးတော့ဒီနေ့ဒီမှာကိုယ့်အတွက်ကိုဘာလေးတွေရလဲဆိုတော့အချင်းချင်းပေါ့နော်။ចောင်းသူចောင်းသားအချင်းချင်းပေါ့နော်။အဲဒါချစ်ချက်လေးလုပ်ကြရတယ်ဆိုတော့အစီအစဉ်လေးဖြစ်ပါတယ်။အစီအစဉ်နဲ့မိကုန်လေးရတော့လေအခုဟို level 1ကိုစပြီးတော့အဲတက်ကြမဲ့ចောင်းသူတွေလည်းရှိကြ။ចောင်းသူចောင်းသားတွေလည်းရှိရအခါကျတော့ဒီ level 1ပေါ့နော်။ IF1 တင်တဲ့မတက်ခင်အချင်းအားနေပြီးတော့အခုကိုတက်ပြီးခဲ့တဲ့ဒီအခုအချိန်အထိပေါ့။ကိုဘတာကိုဘာလေးတွေတတိထားနိုင်မိရရှိတယ်လေပေါ့။ တန်လေးတွေကဟိုအခုဆိုကိုရောက်တဲ့ level ကလည်းမတူတဲ့အခါကျတော့လေဟိုကိုတပီးရဲ့ level အလိုက်ဟိုဘာလေးပြောင်းလဲတော့လဲပေါ့ဘာလေးသတိထားမိလဲပေါ့အဲ့ဟာလေးတွေကိုတွေ့ကြုံနေနေကိုပြပြပေးပါအောင် Thank you. အာ RF1 တက်ပြီးသွားတဲ့ RF1 တက်ပြီးသွားတဲ့အချိန်နဲ့မတက်ခင်အချိန်နဲ့ဆိုလို့ရှိရင်ဗာလေးတွေထူးခြားတဲ့ကိုကိုဗာလေးတတိထားမိလဲဆိုတော့ဟိုကိုအရင်နည်းနည်းနားထောင်တက်သွားတယ်ဆိုတဲ့နေရာလေးရောက်သွားတယ်ပေါ့နော်အာစကားကိုလာပြောတယ်ဆိုတဲ့စကားတွေနားထောင်နေဆိုတဲ့နေရာလေးတွေမှာအာဝေဖန်တာတွေမပါဘူးဝေဖန်တာတွေမပါဘူးသူ့ပြန်ပြီးတော့အကြံပေးတာတွေမပါဘဲနဲ့ဒီတိုင်းလေးပဲကိုယ့်ရဲ့အဲဒီတိုင်းလေးပဲသူ့အတွက်ရှိနေပြီးရဲ့ဆိုတဲ့နေရာလေးရရင်နားထောင်ပြီး းရမယ်ဆိုတဲ့ဟာလေးကိုဟိုသဘောပေါက်သွားတယ်ပေါ့နော်သဘောပေါက်သွားတယ်အရင်တော့ကတော့ကိုကအကြံပေးခြင်းနေဆိုတဲ့နေရာလေးမှာရှိနေတယ်ဆိုတဲ့နေရာလေးပေါ့နော်အကြံပေးခြင်းနေတခါတလေကြလို့ရှိရင်လေကိုမတိလိုက်ဘဲနဲ့သွားပြီးဝေဖန်မိရယ်ဆိုတဲ့နေရာလေးကြီးလည်းရှိရပေါ့နော်ဒါလေးတွေကိုလည်းပြန်မြင်မိသွားတယ်ဆိုတော့အော်ငါအရင်တော့က အဲ့လိုမျိုးလေးလုတ်ခဲ့မိပါလားဆိုကိုယ့်အကူလည်းပြန်ပြီးတော့တွေးမိသွားတယ်ပေါ့နော်အဲ့တော့ကိုယ့်အကူကိုပြန်ဆင်ကျင်မိသွားတယ်ပေါ့နော်ဆင်ကျင်မိသွားတယ်အဲ့တော့ရှေ့ဆက်ပြီးတော့ကြာတော့ကိုကချက်ချင်းတော့လေနားထောင်နိုင်နေဆိုတဲ့နေရာမှာတော့ရောက်မသွားဘူးဒါပေမဲ့လေကိုနားမထောင်နိုင်နေတဲ့နေရာလေးကိုကိုမြင်သွားတယ်ပေါ့နော်တခါတလေကိုသွားပြီးတော့ဝေဖန်လိုက်မိရဆိုတဲ့နေရာလေးဒီမှာအော်ဝေမဖန်တင်ဘူးဆိုပြီးကိုယ့်အကူပြန်နောက်ဆုတ်ရတယ်ဆိုတဲ့နေရာလေးတွေပြန်ရောက်သွားတယ်ဆိုတော့အဲ့အဲ့လိုမျိုးလေးတော့ဟိုတော်တော်လေးဒီ RF1 နေတော် ော်လေးရလိုက်မိတယ်ပေါ့နော်အဲ့တော့ကုကုကိုလေးမြင်မိသွားတယ်ဆိုတဲ့နေရာလေးပေါ့နော်အရင်တော့ကကိုဝေဖန်နေမိရယ်တွားပြီးတော့အကြံနေပေးနေမိရယ်ဆိုတဲ့နေရာလေးကိုကိုကကိုပြန်မြင်မိတယ်ပေါ့နော်ဟုတ်ကဲ့ပါကဲနော်ဒါကိုပါတာကိုသတိထားမိတာနော်ဟိုသူများနားထောင်တဲ့အခါမှာကိုကအရင်တော့ဆို judgement တွေလိုက်လုပ်ပြီးတော့နားထောင်တာနေပြီးတော့ဘယ်လိုနားထောင်ပြရမလဲဆိုတာလေးကိုတိချာကိုကိုသတိထားမိတာနော်ကဲပါကဲနော် အာဂျီဖြစ်ကြည့်မယ်နော်အာဂျီကြတော့ဒီအာဘွန်ဒီမတက်ခင်အချိန်အခုချိန်ထိကိုဘာဒိတ်ထားမိလဲဆိုရခါကြတော့မတက်ခင်ကအာဆိုလို့ရှိရင်ခုနကအမခင်ပြောသလိုပဲပေါ့နော်အဲ့လိုနောက်မထောင်တက်ဖို့ဆိုရင်နေရာမှာရှိခဲ့တယ်နောက်ထောင်တက်သွားတယ်နောက်တစ်ခုကကြတော့အဲ့ဒီကိုကတခုခုပြောပြီဆိုလို့ရှိရင်ငါကဘာလို့ဒီလိုမျိုးပြောမိကြလဲဆိုရဟာမျိုးရေပေါ့နော်ကိုကလည်းခုပြန်ပြီးတော့ ဲတတိထားမိတယ်တုံ့တက်မိတယ်ဆိုရဟာပေါ့ပြီးတော့ဒီ awareness လေးနည်းနည်းကောင်းလာတယ်ဆိုရဟာပေါ့နော်တခုခုဖြစ်လာပြီဆိုလို့ရှိရင်တတိအရင်ဆုံးထားမိသွားတယ်ငါဘာလို့ပြောလိုက်မိတာလဲလုံးမိလိုက်တာလဲဆိုရဟာပေါ့အဲဟာလေးရေနောက်ပြီးတော့ဒီကိုယ့်ရဲ့ဒီ big visit ကြတဲ့ဒီစိတ်ခံစားချက်တွေကိုလည်းပို့ပြီးတော့နားလည်လာတယ်ပေါ့နော်အဲစိတ်တူတာတွေဝမ်းနေတာတွေ အဲ့တော့ပြီးတော့မနာလို့ဖြစ်ဘူးဖြစ်တယ်ဆိုတာတွေကလည်းရှက်စရာကောင်းတာမဟုတ်ဘူးပဲလူတိုင်းမှာရှိတာပဲဆိုရဲအရာတွေပေါ့နော်ဒီအရာတွေအားလုံးကိုကလည်းတဖြည်းဖြည်းနဲ့တိသွားတယ်ပေါ့နော်တိသွားတဲ့အခါမှာလူကနေရတာဟိုဘယ်လိုပြောရမလဲ အဲကိုဘာဖြစ်လို့ကိုကိုဘလိုလူလဲဆိုတာကိုသိလာတယ်ပေါ့နော် သိလာတော့နည်းနည်းနေရတာပျော်လာတယ်ပို့ပြီးတော့ငါဘလိုလူလဲဆိုတာသိချင်တယ်ဆိုရဲအဲ့လိုအဲ့ဒီနေရာလေးကိုရောက်လာတယ်ပေါ့နော်အန်ဂျီကကြတော့ IRF1 ပြီးသွားတဲ့နောက်ပိုင်းမှာတော့ဂျီအဲ့လိုလေးတွေကိုကိုကိုတတိထားမိလာပါတယ်ဟုတ်ကဲ့ပါဟုတ်တယ်ကို awareness တွေပို့ရှိလာတယ်ပို့ရတိလာရယ်နော်ငါဘယ်လိုလုပ်လဲဆိုတာဒီကိုကိုပို့ပြီးတိလာအနေရတာပို့ပြီးပြောလာတယ်ဆိုတော့ make sense ကြီးကဲပါ အဲ့ဆိုယူပြောလိုက်မယ်နော်။အမညာပြုံးမိစီနေအောင်။အာယူကစ level 1ပြီးထားတာတော်တော်လေးကြာသွားပြီ။အဲဆိုတော့ကြတော့ပြောင်းလဲမှုတွေကကိုကိုကွာ ကောင်းတဲ့ဘက်ခြမ်းတွေလည်းရှိလားတလို့မကောင်းတဲ့ဘက်ခြမ်းတွေလည်းရှိလားအရင်တော့လို့ဟိုကွာ sugar coating လုပ်တဲ့အထဲမှာကွာတိတ်မပါကျင်တော့ဘူးလို့ဖြစ်လာရပေါ့နော်အရင်တော့ကိုယ့်ဘက်ကိုလိန်နေတဲ့အရာတွေကိုလည်းတဖြည်းဖြည်းလေးနည်းနည်းလေးအတိလာရပေါ့နော်ကိုယ့်ရဲ့ကြောက်တဲ့ဟာလေးတွေကဘာလေးလဲ အဲကိုယ့်ရဲ့ခံစားချက်တချို့ဟာလေးတွေဟိုကတဖြည်းဖြည်းနားလည်လာရပေါ့နော်နားလည်လာရဆိုတဲ့အခါမှာအဲပေါင်းတင်ဆက်ဆံရေးတွေမှာလည်းပိုကောင်းသွားတာပိုအဆင်ပြေသွားတာရှိသလိုအဲတချို့ပေါင်းတင်ဆက်ဆံရေးတွေရာလည်းအဆင်မပြေတော့တာလေးတွေရှိရပေါ့နော်ရင်ရလို့အရင် sugar coated လုပ်ခဲ့တဲ့ဆက်ဆံရေးလေးတွေကတဖြည်းဖြည်းနဲ့ကိုယ့်ကိုယ်ကိုတက်တောင်းတက်တာမဖြစ်တော့ဘူးဆိုတာကိုအမြင်လာတာမျိုးအဲအဲ့လိုမျိုးလေးတွေခံစားရတယ်အဲပြီးတော့ကြတော့ ကိုယ့်ပြောင်းလဲမှုကတိတိတတာကတော့အဲအဲ့အားလေးပြောင်းလဲလာတာကိုသတိထားမိရပေါ့နော်။ဟုတ်အာဒါမဲ့နည်းနည်းစာနဲ့ပြန်ဝေးနေပြီဆိုတဲ့အခါမှာကြတော့လေနားထောင်နိုင်စွမ်းလေးပါရတယ်အစရှိခဲ့ပြီမဟုတ်တော့ဘူးတဖြည်းဖြည်းကအဲ့လိုဟိုဘယ်လိုပြောအရင်ကြီးလေးဟိုအရင်ကလို့အရင်နားထောင်နိုင်စွမ်းကလည်းအမ် မရှိတော့ဘူးလို့ခံစားရတယ်။အဲဒါတိကျစီမှာပြင်ပြီးသင်တန်းတက်ရမယ်ထင်တယ်ပေါ့နော်။ RF1 နဲ့ RF2 ဒီကတော့ကိုရှုကကုတ်တက်လုတ်ခဲ့တဲ့အရာလေးဒါလေးကိုကိုပြင်မြင်လာတာပေါ့နော်။ကိုစကိုမလုတ်တော့ဘူးဆိုတဲ့အရာလေး။ဒါလေးကကိုရပြောင်းလဲမှုလေးပေါ့။ကိုသတိထားမိအရာလေးပေါ့နော်။ငင်းရကြတော့ level 1စတက်တဲ့အချိန်တုန်းကဒါမမေ့ရတတိကြတာပေါ့နော်။ဟွန်း uh relation relation facilitation so okay ဗောဒါနားထောင်ပဲဗောငါဒါလည်းဘာပဲပြောကောင်စလာလုတ်ချင်ရင်ဒါမျိုးနားထောင်တက်ရတယ်ကို့အကြောင်းကိုသိရတယ်လို့ဟုတ်ပြီဗောဒါနဲ့အဲ့မှာဘာဘာမမရရရှိလဲဆို level 1မှာသင်ပြီးနောက်ပိုင်းမှာဘာရသွားလဲဆိုတော့နားထောင်တာဘယ်နားနဲ့နားထောင်တာလဲဆိုတဲ့ဟာပေါ်လေးတိတာနားထောင်တာရင်ပကြီးနဲ့နားထောင်ရတယ်ဆိုတော့မသိဘူး အဲကျွန်မရင်ဘက်ဖွင့်ပြီးနားထောင်ရတယ်ဆိုတော့မသိဘူး။အဲအဲ့လိုမျိုးရစ်တယ်။အနားထောင်တာပဲလေခံစားတက်တဲ့ခံစားတက်တဲ့နားနဲ့နားထောင်တာပဲပေါ့။ဒါလိုနားထောင်တာပဲလို့ပဲတဲ့။အော်ရင်ဘက်ကြီးကိုဘယ်လိုဖွင့်ပြီးနားထောင်ရလဲဆိုတဲ့ဟာကိုယ့်ရဲ့ခံစားချက်ကိုကိုကိုယ်တိုင်အတိမတ်ပြုပြီးတော့ကိုယ့်ရင်ဘက်ထဲမှာဘာခံစားနေရတဲ့ဟာကိုအရင်သိပြီးတော့မှသူများဘာခံစားနေရတာလဲဆိုတော့သိအောင်လုပ်ဖို့ကတကယ်ကိုခက်တယ်ဆိုတဲ့ဥစ္စာကိုအဲ့အဲ့မှာ level 1မှာစသိရပါတော့။ အဲ့တော့မြန်မာတို့က RF 1 2တော့မရှိဘူးပေါ့နော် level 1အနေနဲ့ပေါ့နော်ဆို RF ကိုသင်ရတဲ့အချိန်ပါလေ။အော်သင်တဲ့တောက်လျှောက်1 day 1ကတန်တီးရလေ exercise ပေါင်းစုံနဲ့ပေါ့လေနော်။ဆိုတော့မမေ့ရလည်းရှိတယ်အမှတ်တရလည်းအများကြီးရှိတယ်ပေါ့နော်။အာပြောနေရင်လည်းအာဟိုတွေ့ခဲ့တဲ့ဟာတွေ exercise တွေ practice တွေလောက်တာဟိုကိုတွေ့ခဲ့ဘူးကြုတ်ခဲ့ဘူးတဲ့ဟို exercise တွေမျိုးတကယ် intent ဟိုအတွင်းနဲ့ထိသွားရတယ်အဲ့ဒီဂျာထဲမှာအဲ့ဒီလိုမျိုးဖြစ်နေတဲ့ဂျာထဲကိုယ့်ရဲ့ sensation နေကိုယ့်ရဲ့ဘလူဆိုတဲ့ဟာပေါ့အဓိကကိုယ့်ရဲ့ခံစားချက်ကိုဘယ်နေရာနေပြီးတော့ catch up လုပ်ရတယ်ဆိုတော့ခံစားချက်ဆိုတာဘာလဲမိ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 နဲ့ခေါ်ရတယ်ဆိုရင်အဲ့လိုမျိုးတက်မှာပါတယ်ကိုကခံစားချက်ဆိုရင်ဟိုဝေးထွက်ပြေးတာညငယ်ရဲ့ခံစားချက်ပြောပါဆိုဝေးရောက်ရောက်ပါ backstage ပဲထွက်လာတယ်လူတယောက်နေနဲ့အဲ့ level 1ကတော့အမှန်တမ်းပြောရရင် ဖတ်တယ်တော်တော်ခတ်တယ်ခံစားချက်ကိုစတင်ရတယ်ဆိုရင်အဲခံစားချက်ဆိုတာဘယ်လိုလဲဆိုတာသင်ရဖို့ဒီလောက်တောင်လိုအပ်လာပေါ့အဲ့လိုမျိုးတော့ထင်မိတယ်ဒီအဲဖတ်တယ်ဆိုပေမဲ့လေအာဘယ်လိုပြောအောင်လဲနည်းနည်းကိုယ်လမ်းကိုဖောက်ရတယ်ဆိုတဲ့ခါမှာနည်းနည်းကိုယ်လမ်းကိုဖောက်ရဲဆိုတာအဲကိုယ်ခံစားချက်ကြီးတော့ဝင်ဝင်ပြီးတော့သွားရတဲ့ခါမှာတော့ရန်ခတ်တယ်ပြီနော်အရင်မကြီးကိုချဲ့ကြည့်ရင်မကြီးကိုဖွင့်ကြည့်ဆိုတဲ့ခါမှာဆိုတော့အဲအဲ့ဒါလေးပေါ့နော် level 1မှာဗာရလိုက်တယ်ဆိုတော့ခံစားချက်ကိုဘယ်လို ယူရလဲဘယ်လိုခေါ်ရလဲပေါ့အဓိကကိုယ်ခံစားချက်ကဘာလဲဆိုတော့သိအောင်လုပ်ရတဲ့ step လေးပေါ့လေအဲ့ဒါလေးမတရားဖြစ်တယ်ခုထိဟုတ်တယ်ဟုတ်တယ် level 1ကကိုကိုကမ psychology နဲ့စပြီးထိတွေ့တဲ့အတန်လေးဆိုတဲ့အခါကျတော့ခံစားချက်ဆိုဘာလဲဆိုတော့ရေပကြီးနဲ့ဘယ်လိုနားထောင်ရလဲဆိုတာကြီးကိုစပြီးထိတွေ့တဲ့အတန်ဆိုတော့ကမစတဲ့လူတွေတော်တော်နည်း ခတ်တယ်ပေါ့နော်ခတ်တယ်ပေါ့ခုမှဗာလဲဆိုတဲ့ဟာကိုစစပြီးတော့ကိုနေစပြီးတော့ထိတွေ့ပြီးတော့ဘလူးလုတ်ကလည်းပေါ့ရင်ပကြီးနဲ့အရင်ဆုံးခံစားရတယ်ဆိုတော့ခံစားချက်ကဗာလဲဆိုတာလေးပေါ့ဒါဒါလေးကိုစပြီးတော့တတိထာမီလာပေါ့လေးမမငယ်ဒီဟာလေးတွေပေါ့နော်ရင်ပကြီးနဲ့ခံစားတက်လာတာပေါ့ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ level 1 level 1တက်ပြီးသွားတော့အဲပြီးတော့ဗာဖြစ်လဲဆိုတော့ခတ်တော့ခတ်တယ်နော် level 1ပြောရင် level 2ဆက်တက်ချင်းလားအဲ့လိုယောဂလေးတော့ရှိလာဟုတ်တယ်ဟုတ်တယ် โอเคตอนนี้ก็จะรอเอ่อ F1 ก็ F2 ป่ะเนาะ level level 1มา F1 F2 ทุกข์ตัดอ่ะแล้วဆိုတော့အခါကျတော့အဲ F1 တက်ပြီးတုန်းကကျတော့အဲဟုတ်တယ် psychology နဲ့စပြီးတော့ထိတွေ့စစပြီးထိတွေ့တာပေါ့လေအဲ့တော့ကိုကအရင်တုန်းကအဲ့လိုခံစားချက်ဆိုတာလည်းနားမလည်ဘူးပေါ့နိဘယ်လိုခံစားရတာလဲလည်းမသိဘူးရပကြီးနဲ့ခံစားရတာဒီရောက်တော့မှကြားမှုတာပေါ့နော်အဲ့အဲ့လိုကျတော့အခံစားချက်ကိုဘယ်လိုဘယ်လိုနားထောင်ရလဲဆိုတာအေးကိုစပြီးတော့အဲ့တော့မှ တင်ကြားလိုက်တာပေါ့အခါကျတော့သူတတလုံးကအဲကိုပြုမှုခဲ့အပြုမှုတွေနဲ့တခြားစီပါလားပေါ့နော်ဒီဆီမဒီတင်တန်းစားရလာတဲ့အခါကျတော့မှအဲငါတတလုံးကငါတင်တင်ကြားတဲ့ပုံစံခဲ့တွေပုံစံတွေကမဟုတ်ဘူးပေါ့နော်ဟိုဒီဟာကြီးကအဲလုံအောင်ရွက်ထွက်နေတဲ့ပုံစံကြီးနဲ့စပြီးတင်ကြားခံလိုက်ရပါတော့။အဲ့ကကြတော့ဗာ။အော်ဒါနှလုံးသားနဲ့အရင်ဘက်နဲ့ခံစားရတယ်ဘလို့နားထောင်တက်တဲ့နှလုံးသားနဲ့ဘလို့နားထောင်ရလဲဆိုတာလေးတွေက ဆက်ပြီးတော့ခြေလှမ်းပေါ့နော်ဒီ psychology ရဲ့ခြေလှမ်းလေးအနေနဲ့စာရပြီးတော့ဒီ relationship ပေါ့ဒီတခြားကိုနဲ့အဲဘက်တက်တဲ့လူတွေဒီဟာနဲ့အဲတခြားလူနဲ့ဆက်ဆံတဲ့အခါကျရင်ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လဲအဲဘလို့ကိုယ်ကဘယ်နေရာနေဘယ် row ကနေဝင်လို့ရှိရင်ဘာလေးတွေပေါ့ဆိုတော့အားလေးလဲအဲဟာလေးလဲ ို့ရိုးကိုမြင်လာတယ်ပေါ့နော်အဲ့ဟာလေးလေကိုကိုဘာသာကိုပြန်ပြီးတော့ awareness တွေကိုရှိလာတယ်ခန္ဓာကြီးပြောတော့ဆို awareness ကိုရှိလာတယ်ပြောသူများပြောသူတို့နားထောင်ပြီးတက်လာတယ်မခင်ပြောသူတို့ပဲကိုအရင်ကတော့သူများကို judgment ပေါ့အဲတခုခုသူများပြောရဲဆိုလို့ရှိရင်အဲသူကတော့ဘလို့ပဲဖြစ်တယ်နဲ့ဆိုပြီးတော့ judgment line လုပ်တယ်ပြီးရင်အဲ့လိုမျိုးပြန်ပြီးတော့အကြံပေးခြင်းနဲ့အဲဘလို့လေးလုပ်လိုက်ပါလားဗာလေးဗာလေးလုပ်လိုက်ပါလားဆိုပြီးတော့ ကျန်ပြီးကျင်တယ်ပေါ့နော်အဲ့နားထောင်ရမယ့်အစားကိုကိုကသူ့ကိုတခုခုပြန်ပြီးတော့ response လုပ်ဖို့ဘက်ကနေပြန်သွားတယ်ပေါ့နော်အခုဒီတန်းအဲ့ iPhone I2 တက်ပြီးအခါကျတော့မှအဲကိုတတလုံးလုတ်လာခဲ့တဲ့အခါတွေကနေပြီးတော့မှအာကဒီလိုဒီလိုကြီးကအဲတတလုံးကနေအုံနောက်အုံနောက်ကိုဦးစားပြီးပြီးသွားလာခဲ့အောင်ပေါ့နော်အဲ့ခါကျတော့မှအာကိုကဒီပကြီးနဲ့ခံစားရတယ်ဆိုတာလည်းဘယ်လိုဆိုပြီးတော့အခုကိုရခံစားချက်လေးတွေကိုပို့ပြီးတော့တတိထားမိလာတာပေါ့နော်ကဲပါဟာ ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော်တော်များများอ่ะเนาะနားထောင်တက်သွားတယ်ဆိုတဲ့နေရာလေးမှာအပြင်ကအပြင်ကလူတွေပြောတဲ့အခါလဲနားထောင်တက်သွားပြီးတော့ကိုယ့်ရင်ထဲက emotion လေးတွေလဲကိုယ့်ကကိုယ်နားထောင်တက်သွားတယ်ဆိုတဲ့နေရာလေးကဒါတော်တော်များများပြောတော်တော်များများရသွားတယ်ဆိုတဲ့နေရာလေးဖြစ်မှာเนาะ